ားလုံးပဲမင်္ဂလာပါမချင်းမင်းကနေပြန်လဲကြိုဆိုလိုက်ပါ යි မချင်းမင်းပြည်သက်များအတွက်ဒီကနေ့ရွေးချယ်ထားတဲ့ animation လေးကတော့ Spider-Man Into Spider-Verse 2018ရုပ်ရှင်လေးပဲဖြစ်ပါ යි ဒီဇလန်လေးမှာတော့ radio တထူကြွဆွဲအင်ရှိတဲ့ပေးကိုကြိုက်တာကိုခံလိုက်ရတဲ့ကောင်လေးက Spider-Man အစွမ်းနဲ့ရလာခဲ့ပြီးတော့အဲ့ဒီစွမ်းအားတွေရှိတဲ့သူကသူတယောက်တည်းမဟုတ်တာကိုသိလိုက်ရပါ යි ကဲဆင်းသေးဖြစ်ပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ recap လေးကိုစတင်လိုက်ကြရအောင်ပါကျွန်တော်ကတော့ထုံးစံတိုင်း season 10ဆက်သူဆက်ပဲဖြစ်ပါ යි မိုင်းဆိုတဲ့ဆဲကျော်တက်ကလေးဟာနယူးယောက်စီးတီးမှာနေထိုင်ပြီးတော့အထက်တန်းကျောင်းကိုစတက်ခါစားပဲဖြစ်ပါသည်။မိုင်းဟာအထုပ်တွေကိုပြင်လိုက်ပြီးသွားတဲ့နောက်မှာတော့သူ့ရဲ့မိဘတွေကိုနှုတ်ဆက်ပြီးတော့မြို့ရဲ့တစ်ဖက်ခြံကကောလိပ်ကိုပြောင်းသွားခဲ့ပါသည်။မိုင်းကတော့သူ့ရဲ့ဖေနဲ့ဆက်ဆံရေးတင်မကောင်းပေမဲ့လို့အဲ့ဒီနေ့မှာတော့မထင်တာပဲနဲ့ကျောင်းကိုသူ့ရဲ့ဖေကကားနဲ့ကိုလိုက်ပို့ပေးလိုက်ပါသည်။မိုင်းကတော့သူ့ရင်ကျောင်းမှာဆက်ပြီးတော့ပညာသင်ခြင်းပေမဲ့ဘရိုကလင်ကတော့အကောင်းဆုံးကျောင်းတစ်ခုမှာနေရာသွားရှာပြီးတော့ဂျက်ကတော့သူ့ကိုအဲ့ဒီကျောင်းကိုပြောင်းခံလိုက်ပါသည်။ Brooklyn Fishing Academy ကကျောင်းသားတွေဟာအရန်ကိုမှထက်မြက်တဲ့အတွက် Miles ကလည်းသူတို့နဲ့ရင်ပေါင်တန်းနိုင်ဖို့ကိုစူးစမ်းရပါပြီ။ပထမရက်မှာတော့သူကယူပါပေတာအတန်းကိုနောက်ကျပြီးတော့ Grand Stacy ဆိုတဲ့ကျောင်းသူတယောက်နဲ့ကိုမှတွေ့သွားခဲ့ပါပြီ။ Grand ကိုပထမအဆုံးမြင်ရတဲ့အချိန်မှာပဲ Miles ဟာသူ့ရဲ့လှပရီမှာမျောသွားခဲ့ပါပြီ။ ညနေပိုင်းမှာတော့သူ့ရဲ့ဦးလေးအရွန်စီကိုသွားလဲပြီးတော့ကဝင်းအเจ้าကိုစကားပြောခဲ့ကြပါပြီ။အရွန်ကတော့မိုင်းစ်ကိုသူ့ရဲ့လှုပ်ဝဲနေရကိုခေါ်သွားပြီးတော့နေရပေါ်မှာသူ့ရဲ့အမှုပညာစွမ်းရည်ကိုဖော်ထုတ်လိုက်ပါပြီ။မိုင်းစ်ရဲ့အဖေကတော့ရဲရဲရှိဖြစ်တဲ့အတွက်သူကတော့မြို့နေရတွေပေါ်မှာပကြီဆွဲတာကြောင့်အမြဲကိုမှစုခံရပါပြီ။ ဒါပေမဲ့လို့အခုတော့ Mice မှာပကြီဆွဲဖို့နေရည်ကြီးတစ်ခုရှိနေပါပြီ။ Mice ကတော့ပကြီဆွဲနေစင်မှာပဲ Ecamex Company ရဲ့တက်ခွဲကန်းကနေထွက်လာတဲ့ပိတ်ကိုတကောင်ကသူ့ကိုကိုက်လိုက်ပါပြီ။ပိတ်ကိုကိုက်ခံပြီးသွားတဲ့နောက်မှာတော့ Mice ရဲ့ DNA ဟာပြောင်းလဲသွားခဲ့ပြီးတော့နောက်တနေ့မှာတော့သူ့ရဲ့ခန္ဓာကိုယ်မှာမူမမှန်တာတွေဆက်ဖြစ်လာခဲ့ပါပြီ။ အဝိစားတွေကတူတွဲကျက်နေပေမဲ့ mice ကတော့သူ့ကိုယ်သူစေကျော်တဲ့အရွယ်ဖြစ်တာကြောင့်လို့ပဲထင်ပါရင်ကျောင်းမှာ gwan နဲ့ထက်တွေ့ပြီးတော့စကားဆပြောဖို့ကြိုးစားပေမဲ့သူ့ရဲ့လက်က gwan နဲ့စပင်ကိုကတ်နေခဲ့ပြီးတော့လွတ်မရဖြစ်တာကြောင့် gwan ဟာလည်းသူ့ရဲ့စပင်ကိုညှက်ပြဖို့ဆုံးဖြတ်လိုက်ရပါတယ်။အရင်နောက်မှာတော့ mice ကလည်းကျောင်းထဲမှာလမ်းလျှောက်နေရင်းနဲ့သူ့ကိုညာဘက်အဆောင်ကနေကိုထွက်သွားတာကိုမြင်နေဆိုပြီးတော့ကျောင်းကဆစ်ဆီလိုက်ပါတယ်။ ဒါကိုရှာဖို့မိုင်စာလဲပြေးဖို့စ조사ပေးမယ်လို့သူပုံနေတဲ့နေရာကိုကြောင်းအောင်ကအလွေတကူရှာတွေ့သွားခဲ့ပါပြီ။လုံညိုရေးရရှိကတော့မိုင်ကိုတကောက်ဖွင့်ခိုင်းတဲ့ခါမှာတော့မိုင်ဟာလဲပို့ပြီးတော့ဆိတ်လို့ရှာသွားခဲ့ပြီးတော့နေရာနေပေါ်ကိုကတ်နေတဲ့သူ့ရဲ့လက်တွေကိုလှုပ်ဖို့조사ရင်းနဲ့အခန်းတစ်ခုလုံးကိုဖျက်ဆီးမိသွားခဲ့ပါပြီ။အစာအုပ်ပြင်ဘက်ကိုရောက်သွားတဲ့ခါမှာတော့မိုင်ဟာနေရာနေပေါ်မှာလမ်းလျှောက်နေတာကိုသတိထားမိပြီးတော့ခွင်ကားလေးသူ့ကိုမြင်သွားခဲ့ပါပြီ။ သူ့ရဲ့ခန်းကိုပြောင်းသွားတဲ့ခါမှာတော့မိုင်းဟာလည်းစပိုက်ဒါမန်ရဲ့ကတ်တော့ဆောက်အုပ်တအုပ်ကိုတွေ့ပြီးတော့သူ့ကိုပင့်ကိုကိုက်ခံရတဲ့အချိန်မှာပဲစပိုက်ဒါမန်လိုမျိုးစွာရီရလာတာကိုတန်တရားဝင်လာခဲ့ပါတယ်။သူ့လေးအရွန်ကိုဖုန်းဆက်ပေးမယ်မပြန်ပါဘူး။မိုင်းစားလဲသူဟာပုံမှန်လူသားပဲဆိုပြီးတော့ယူဆပေးမယ်လို့စ조사ခဲ့ပေးမယ်။စွမ်းအသက်တွေဆက်ပြီးတော့ပေါ်လာခဲ့ပါပြီ။သူဟာမြောက်ရထားစီပြီးတော့သူပကြီးဆွဲနေတဲ့နေရာကိုပြန်သွားခဲ့ပြီးသူ့ကိုကိုက်ခဲ့တဲ့ပင့်ကူကိုစစ်ဆေးပါပြီ။ဒီပင့်ကူဟာပုံမှန်ပင့်ကူမဟုတ်ဘူးဆိုတာကိုသူသိလိုက်ပါပြီ။အရင်နောက်မှာတော့မိုင်းစား Green Goblin နဲ့ Spider-Man တို့ရဲ့တိုက်ပွဲတွေကိုရောက်သွားခဲ့ပါပြီ။ Spider-Man ဟာ Green Goblin ်ကိုတခြားသောဆက်ကြောဝရာတစ်ခုစီကိုပေါက်ကွဲမှုကနေတားဆီးဖို့ကြိုးစားနေပါသည်။ မိုင်ဆာလင်းမတော်တဆကိုတိုက်ပွဲတွေကိုရောက်သွားခဲ့ပြီးတော့ Green Goblin ရဲ့တိုက်ခိုက်မှုတွေကနေလွတ်ဖို့ပြေးရပါတော့ရင်မိုင်ဆာလင်းအမြင့်ကြီးကနေလဲကြတော့မဲ့ချိန်မှာပဲ Spider-Man ကသူ့ရဲ့ All-Hit တက်ကိုကြပြီးတော့သူ့ကိုကယ်တင်လိုက်ပါပြီ Spider-Man ဟာမိုင်မှာစွာရီရှိနေတာကိုတည်ထားမိသွားခဲ့ပြီးတော့သူ့ကိုစိတ်ချအောင်လို့ပြောလိုက်ပါပြီ Spider-Man ဟာလည်းဆက်ကိုဖျက်ဆီးပြီးတော့ပောက်ကွဲမှုကိုတားဆီးဖို့ကြိုးစားပေမဲ့ Prowler ဆိုတဲ့ရန်သူတယောက်ကသူ့ကိုတိုက်ခိုက်ပါပြီ Green Goblin ကတော့ Spider-Man ကိုဖမ်းမိပြီးတော့ Kingpin ကတော့ပောက်ကွဲမှုကိုဖွင့်ဖို့အမိန့်ပေးလိုက်ပါပြီဒါကြောင့်မလို့စကြဝဠာရီပေါင်းဆက်သွားခဲ့ပါပြီ Spider-Man ဟာ Green Goblin ရဲ့လက်ထဲကနေလို့ ဖွဲ့စ조사ရင်းနဲ့ပောက်ကွဲမှုတွေကိုကြားသွားခဲ့ပါပြီ။ပောက်ကွဲမှုပြီးမှတော့မိုင်းစာလည်းစပိုက်ဒါမန်ကိုမိုက်ပေါ်ထဲမှာတွေ့ပြီးတော့ပီတာကသူ့ကိုတော်တချောက်ပေးလိုက်ပါပြီ။ပီတာကတော့မိုင်းစ်ကိုဆက်ကိုဖျက်ဆီးဖို့တော့ကိုတုံးပြီးတော့ခလုတ်ကိုနှိပ်ဖို့ပြောပါပြီ။မိုင်းစာလည်းဆက်ကိုဖျက်ဆီးဖို့조사ပေမဲ့ကေဘင်ရဲ့သူ့ရဲ့လူတွေကသူ့ကိုတွေ့သွားခဲ့ပါပြီ။ စပိုင်ဒါမန်ကိုတက်ပြီးတော့မိုက်စ်ကိုဖမ်းဖို့ပရိုဝဲလာကတော့လိုက်လာခဲ့ပါရင်မိုင်ဟာလည်းသူ့ရဲ့တက်ကိုကယ်ဖို့စူးစမ်းနေတဲ့မြေရောက်ရထားလမ်းပေါ်ပေါ်ရောက်သွားခဲ့ပါရင်ရထားထဲကိုမတိုင်းမိဖို့လွတ်သွားပြီမဲ့လို့ပရိုဝဲလာကိုရှောင်တိန်နိုင်ခဲ့ပါရင်အတန်အနေရကနေလွတ်မြောက်ပြီးသွားတဲ့နောက်မှာလည်းမိုက်စ်ဟာလည်းသူ့ရဲ့အိမ်ကိုပြေးပြီးတော့သူ့ရဲ့ဖခင်ကိုပြေးဖက်ပါရင်သူ့ရဲ့မိဘတွေကိုဖြစ်ပျက်သမျှကိုပြောပြဖို့မဖြစ်နိုင်တာကိုသိပြီးတော့ညာဘက်မှအိမ်မှာအိမ်ခွင်ကိုတောင်းလိုက်ပါရင်ဒါပေမဲ့လို့ဖီတာပါကာရဲ့တရင်ကိုကြားလိုက်ရတဲ့အခါမှာသူဟာကျောင်းနေအိမ်ကိုပြန်သွားဖို့ကိုဆုံးဖြတ်လိုက်ပါရင် နောက်တနေ့မောင်မိုင်ဟာလည်းသူ့ရဲ့တရေကောင်းဝတ်ဆောင်ကိုဝယ်ပြီးတော့ Spider-Man ရဲ့ပရိသတ်တွေနဲ့တူတူ Mary Jane ရဲ့မိကုံးကိုနားထောင်ဖို့ကိုတွားလိုက်ပါပြီ။အရင်ကကစပြီးတော့မိုင်းစားလည်းသူဟာ Spider-Man အသစ်ဖြစ်လာဖို့ကိုဆုံးဖြတ်လိုက်ပါပြီ။သူဟာအစားအုပ်တစ်ခုရဲ့ခေါင်းဘုတ်ကိုတက်ပြီးတော့သူ့ရဲ့စွမ်းအားတွေကိုလေ့ကျင့်ပါပြီ။ ဒါပေမဲ့လို့သူခုန်လိုက်တဲ့အခါမှာမတော်တဆဖြစ်ပြီးတော့မြေပြင်ပေါက်ကိုကျသွားခဲ့ပါပြီ။ဆက်ကိုဖျက်ဆီးဖို့တုံးရမဲ့တော့ဟာကျိုးသွားတာကိုသူတွေ့ရပါပြီ။ဆောင်ရတဲ့ညနေခင်းမှာမိုင်းစာပီတာဘာဂါရဲ့ဂူပိမှန်ကိုတွားပြီးတော့တော်ကျိုးသွားတဲ့အတွက်ကိုတောင်းပန်ပါပြီ။အဲ့ဒီအချိန်မှာပဲလူဆက်ဆက်လူတယောက်ကလည်းသူ့ကိုချင်းကပ်လာပြီးတော့သူ့ကိုထိလိုက်တဲ့အခါမှာမိုင်းစာလည်းသူ့ကိုတွန်းလှန်လိုက်ပါပြီ။ မဟာလေတူရဲ့လက်ထဲမှာစက်ကိုအိမ်ထုတ်ဆက်တစ်ခုကိုတွေ့ပြီးတော့ဒါဟာဖီတာဘာဂါရဲ့ပစ္စည်းဆိုတာကိုသိလိုက်ရပါပြီ။ဒီလိုဟာစပိုင်ဒါမန်လိုပဲရေဒီယိုတက်ထူကြွပင့်ကိုကိုက်ခံရပြီးတော့ဖီတာနဲ့ကိုဆင်တူတဲ့ဘဝကိုဖျက်တမ်းခဲ့တဲ့သူလည်းဖြစ်ပါပြီ။ဒါပေမဲ့သူရဲ့ကဘာမှာအမ်မီဟာကွင်လွန်သွားခဲ့ပြီးတော့မယ်ရီဂျင်းနဲ့လည်းအိမ်အောင်ကွယ်သွားခဲ့ရပါပြီ။ယဲရီရောက်လာတဲ့အခါမှာတော့မိုင်းဆာလည်းဖန်ဆီးခံရဖို့ပြေးရပါပြီ။ဒါပေမဲ့လို့သူဟာဖီတာဘာဂါအတင်းနဲ့ပင့်ကိုအိမ်နဲ့ကိုမှချိတ်ဆက်မိနေပါပြီ။ယထာဘောကိုပေးကိုရင်နဲ့ရောက်သွားခဲ့ပြီးတော့မြို့တော်ဝန်ဆွဲသွားခံခဲ့ရပါပြီ။ယထာရက်သွားတဲ့အခါမှာသူတို့ဟာလည်းတရာအောက်ကိုကျသွားခဲ့ပါပြီ။ ဖီတာဟာလက်တိုင်းနဲ့ခြေနောက်ခံရပြီးတော့ဆစ်ဆီခံရပါတယ်။လွန်မြောက်ပြီးတဲ့နောက်မှာတော့ဖီတာဟာသူ့ရဲ့အတန်တွေရောထွေးနေတာကိုဖျက်ပြပါတယ်။သူဟာမာယွန်းနဲ့ဆက်ကြဝဠာလေးမှာရောက်နေတာကြောင့်သူ့ရဲ့အတန်တွေကရောထွေးနေတာလည်းဖြစ်ပါတယ်။ဖီတာဟာသူ့အိမ်ကိုပြန်ဖို့ဆက်ကိုတုံးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့မိုင်စ်ကတော့တော့ကိုကြိုးသွားတဲ့အတွက်ဖီတာဟာအေဂါမက်စ်ကိုထပ်ဖောက်ဖို့လိုအပ်ပါတယ်။နောက်တနေ့မှာတော့သူတို့ဟာဟမ်ဘာဂါနဲ့အာလူကျော်စားပြီးတော့အေဂါမက်စ်ကိုသွားဖို့ဘတ်စကာစီပါတယ်။ အဂါမက်စ်ကိုဖောက်တင်ပြီးသွားတဲ့နောက်မှာတော့မိုင်းဟာလည်းသူ့မှာမမြင်ရတဲ့စွမ်းအားရှိနေတယ်ဆိုတာကိုသိလိုက်ရပါတယ်။ Spider-Man ကတော့ Miles ကို USB နဲ့စကပ်ဝက်ပေးပြီးတော့ဆက်ကိုဖြည့်ဆည်းမဲ့ program ကို download ဆွဲဖို့ပြောပါတယ်။ဒီချိန်မှာပဲ Olivia Odysseus ကပေါ်လာခဲ့ပြီးတော့ Spider-Man ကိုသူ့ရဲ့ရုံးခန်းထဲမှာတွေ့ရတဲ့အတွက်ကိုအားအသင့်သွားခဲ့ရပါတယ်။ Peter ကတော့ Miles ကိုအချိန်ဆွဲဖို့ Olivia ကိုအာရုံပြောင်းဖို့ကိုကြိုးစားပါတယ်။ဒါပေမဲ့လို့ Miles ကတော့စကပ်ဝက်ကိုမမှတ်မိတဲ့အတွက်ကိုကွန်ပျူတာတစ်လုံးကိုယူဖို့ဆုံးဖြတ်လိုက်ပါတယ်။ Miles ကတော့တကားကိုဖြတ်သွားဖို့ပြင်နေတဲ့အချိန်မှာပဲ Olivia ကသူ့မဟာ Dr. Octopus ဆိုတဲ့ကြောက်စရာကောင်းတဲ့ရန်သူဖြစ်ချောင်းကို ဖော်ထုတ်လိုက်ပါတယ်။ပီတာကတော့အိုလီဗီယာကိုတိုက်ခိုက်နေစမှာပဲမိုင်းစ်ကလည်းထွက်ပြေးဖို့အခွင့်ရယူပြီးတော့ဂွမ်နဲ့ကိုထတ်တွေ့လိုက်ပါတယ်။ဒါပေမဲ့လို့သူ့ရဲ့မျက်နှာပုံတက်ထားတဲ့အတွက်ကိုဂွမ်ကလည်းသူ့ကိုမမှတ်မိဘူးလို့ထင်ပါတယ်။အိုလီဗီယာကိုရှောင်တိန်ပြီးတော့တဲ့နောက်မှာတော့ပီတာနဲ့မိုင်းစ်ဟာလည်း ကွန်ပဏီရဲ့စားတောက်ခံတဲ့ကိုရောက်သွားခဲ့ကြပါပြီ။ဝန်ထမ်းတွေကတော့သူတို့ကိုဖမ်းဖို့လက်နက်တွေကိုကောက်ယူကြပါပြီ။ကံကောင်းဆောင်တဲ့သူတို့ဟာလည်းပြစ်ခတ်မှုတွေကိုရှောင်တင်ပြီးတော့တစ်ပင်နေပေါ့ကိုပိကွေနဲ့တွေ့ပြီးတော့ထွက်ပြေးနိုင်ခဲ့ပါပြီ။မိုင်းစကာလက်စပိုက်ဒါမန်ရဲ့ပင်မတဲ့ယူပို့ဆောင်ရင်းနီလန်ကိုမကျွမ်းကျင်သေးတဲ့အတွက်နှင်းထဲကိုကြားသွားခဲ့ပြီးတော့ဝန်ထမ်းတွေကလိုက်ဖမ်းပါပြီ။ဒေါက်တာအော်တိုဘတ်စ်ကလည်းပေါ်လာခဲ့ပြီးတော့မိုင်းစ်ကိုတိုက်ခဲ့ပါပြီ။ဒါပေမဲ့လို့မိုင်းစကာလက်ထွက်ပြေးခဲ့ပြီးတော့ပီတာနဲ့တူတူပြေးနေရင်းနဲ့စပိုက်ဒါမန်ရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းကိုပြက်စီလာခဲ့ပါပြီ။ဖီတာကတော့တစ်ပင်ပေါ်ကိုကြားသွားခဲ့ပြီးတော့ဒေါက်တာအော်တိုဘတ်ကတော့ကွန်ပျူတာကိုပြန်ယူဖို့အခွင့်အရေးယူခဲ့ပါပြီ။ ဒါပေမဲ့လို့ဒေါက်တာအော်တဘတ်ကမမျှော်လင့်ထားတာကတတိယသူရဲကောင်းတယောက်ရောက်လာပြီးတော့သူမကိုရှုံးနေစေကကရိယာကိုပြန်ယူရပါတယ်။ဘိုင်ရဲ့ရှေ့မှာပဲခွန်ကသူ့ရဲ့မျက်နှာဖုံးကိုချွတ်ပြီးတော့သူမရဲ့ကိုယ်ပိုင်လက္ခဏာကိုဖော်ထုတ်ပါတယ်။ ဂွန်ဟာနောက်ထပ်ဆက်ကြောက်ဗရာတစ်ခုကနေလာတာဖြစ်ပြီးတော့ရေဒီယိုတက်ထူကြွပင့်ကိုကိုက်ခံရပြီးတော့သူမရဲ့အကောင်ဆုံးတငယ်ချင်းဖီရာပါကာကိုမကယ်တင်နိုင်ခဲ့တဲ့အတွက်ကိုစိတ်မကောင်းဖြစ်နေရပါတယ်။သူမဟာလူတွေကိုကယ်တင်နေစင်မှာပဲပောက်ကွဲမှုတစ်ခုတွေကိုဝင်သွားခဲ့ပြီးတော့တခြားသောဆက်ကြောက်ဗရာတစ်ခုကိုရောက်သွားခဲ့ပါတယ်။အခုသူတို့ဟာလည်းတယောက်ကိုတယောက်တီးသွားပြီးဆိုတော့၃ယောက်ဟာတတော်ရဲကနေလုံခြုံတဲ့နေရာတစ်ခုကိုထွက်ပြေးကြပါတယ်။ကင်းမင်ကသူတို့ကိုလွမြောက်သွားတာကိုတည်သွားခဲ့ပြီးတော့ဒေါသထွက်သွားခဲ့ကြပါတယ်။ကင်းမင်ဟာသူ့ရဲ့မိသားစုကိုဆော့ရှုံးခဲ့ရတဲ့ကန်ဆိုးတဲ့နေကိုပြန်ပြီးတော့တည်ရပါတယ်။သူဟာလည်းစပိုက်ဒါမန်နဲ့တိုက်ခိုက်နေစမှာပဲသူ့စနေနဲ့သားဟာအင်ကိုပြန်ရောက် လာပြီးတော့အဲ့ဒီအကြမ်းဖက်မှုကိုမြင်တွေ့ခဲ့ရပါပြီ။သူရဲ့ဇနီးဟာလည်းကြောက်လန့်ပြီးတော့ကလေးနဲ့တူတူကားနဲ့ကိုမှထွက်ပြေးခဲ့ရပါပြီ။အဲ့ဒီနေ့မှာပဲသူတို့ဟာမတော်တဆတစ်ခုဖြစ်သွားပြီးတော့တေဆုံသွားခဲ့ရပါပြီ။ အခုကင်းပင်းဟာလည်းစကြဝဠာတစ်ခုကနေတခြားသောစကြဝဠာတစ်ခုစီကိုပောက်ကွဲမှုကိုဖွင့်ပြီးတော့သူ့ရဲ့မိသားစုနဲ့ပြန်ဆောင်ဖို့ကြိုးစားနေတာပါ။အဲကမက်စ်နေရာကနေဝဝရောက်နေတဲ့ဘတ်ကားပေါ်မှာမိုင်ကလည်းဂွမ်ကိုကြိုးသွားတဲ့တော့ကိုပြနေပါပြီ။ဂွမ်ကလည်းအဲ့ဒီတော့တွေထက်လုံနိုင်တဲ့နေရာကိုတည်တယ်လို့ပြောပါပြီ။ညနေပိုင်းမှာတီရဲကောင်း၃ယောက်ဟာအနီမေရဲ့အိမ်ကိုသွားပြီးတော့လဲခဲ့ကြပါပြီ။အနီမေကလည်းဖိတာကိုပထမဆုံးအချိန်တွေ့ရတဲ့အတွက်ကိုအားအသင့်သွားခဲ့ရပါပြီ။ဒါပေမဲ့လို့သူမဟာလည်းဒီလိုဟာသူ့ရဲ့တူမဟုတ်ပဲနဲ့တခြားသောစကြဝဠာကလူတယောက်ဖြစ်တာကိုသိလိုက်ရပါပြီ။ အနီမေကတော့ဖီတာနဲ့ကိုတွေ့ရတဲ့အတွက်ကိုပျော်ရှင်ပြီးတော့ဖီတာကလည်းသူမကိုတွေ့ရတဲ့အတွက်ပျော်ရှင်နေပါပြီ။မိုင်းကလည်းဖီတာကိုတော့ရီလုံးတဲ့နေရာရှိလားဆိုပြီးတော့မေးတဲ့အခါမှာအနီမေကတော့သူ့ကိုတင်ထားတဲ့အခန်းကိုလက်ညွှန်ပြပါပြီ။အားလုံးဟာလည်းအဲ့ဒီတကားဟာမေယောက်ကိုဆင်းတဲ့ဓာတ်လေကဖြစ်တဲ့ဆိုတာကိုသိသွားခဲ့ပြီးတော့စပိုင်ဒါမန်ရဲ့တကယ်ပေါဝောင်းနေတဲ့နေရာကိုလည်းတွေ့ရှိသွားခဲ့ကြပါပြီ။သူရဲ့ကဝတ်စုံတွေကိုကြည့်ရှုနေစမှာပဲမိုင်းဟာလည်းဖီတာဟာမယ်ရီဂျင်းရဲ့ဓာတ်ပုံကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်နေတာကိုသတိထားမိပါပြီ။ ဘိုင်ဟာလဲပီတာကိုစေးတဲ့မကြဖို့ကိုအားပေးပါရင်မင်းနဲ့ကြမှာပင့်ကိုအရင်နဲ့ကိုရှုပ်ထွေးနေပြီးတော့အဖွဲဟာလဲစပိုင်ဒါမန်နဲ့တခြားသော fashion ၃ခုကိုတွေ့ရှိရပါရင်အဖွဲထဲမှာ1933ခုနှစ်ကတချို့တယောက်3145ခုနှစ်ကကောက်မလီတယောက်နဲ့ကာတွန်စက်ကြဝရကဝက်ရကောင်ပါဝင်ပါရင်သူတို့အားလုံးဟာလဲရေဒီယိုတက်ထူးကြွားပင့်ကိုကြိုက်ခံရပြီးတော့စွာရီရလာကောင်အိမ်ပြန်ဖို့နီလဲရှာဖို့စူပေါင်းကြပါရင် ။ကံကောင်းစွာနဲ့အဖွဲ့ဟာလည်းမိုင်းရဲ့အကူအညီကိုရရှိခဲ့ပြီးတော့သူတို့ရဲ့တက်လွင်တဲ့တငယ်ချင်းတွေကိုဆက်ကိုဖြည့်ဆည်းကန်ပြီးမှပဲအိမ်ပြန်ဖို့အကူအညီပေးလိုက်ပါတယ်။ပြဒနာကားရောမိုင်းဟာလည်းသူ့ရဲ့စွမ်းအားတွေကိုမထိန်ချုပ်တတ်တဲ့အတွက်ကိဘေကိုလည်းမတားဆနိုင်ဘူးဆိုတာပါပဲ။သူ့ရဲ့တငယ်ချင်းတွေရဲ့ယုံကြည်မှုကိုမရတဲ့အတွက်ကိုမိုင်းဟာလည်းသူ့ရဲ့မြင်မရတဲ့စွမ်းအားကိုတုံပြီးတော့ပြောက်ကွယ်သွားခဲ့ပါပြီ။ဘယ်နေရာကိုသွားရမှမသိတဲ့မိုင်ဟာလည်းသူ့ရဲ့ဦးလေးအရင်ရဲ့အိမ်ကိုသွားလိုက်ခဲ့ပါပြီ။အိမ်ထဲမှာဘယ်သူမှမရှိတဲ့အတွက်ကိုမိုင်ကလည်းအရင်ကိုစာရေးပြီးတော့ ူဟာလူတိုင်းကိုစိတ်ပြည့်အောင်လုပ်မိတာကိုစိတ်မကောင်းကြောင်းကိုဖွင့်ဟလိုက်ပါရင်ဂျော်ဒီယက်ကိုဖရီဝလာကလည်းအင်ကိုချင်းကပ်လာခဲ့ပြီးတော့ဗရင်ဘောက်ကိုဖွင့်ကအင်းနေကိုဝင်လာခဲ့ပါရင်မိုင်ဟာလည်းကြောက်လန့်ပြီးတော့ပုံနေဖို့ကိုစူးစမ်းလိုက်ပါရင်ဖရီဝလာကတော့သူမျက်နှာဖုံးကိုချလိုက်တဲ့အခါမှာပဲမိုင်ကဒါဟာသူ့ရဲ့ဦးလေးဖြစ်ကြောင်းကိုသိသွားခဲ့ပြီးတော့အံ့အားတင့်သွားခဲ့ရပါရင်မိုင်ကလည်းဗရင်ဘောက်ကနေထွက်ပြေးဖို့စူးစမ်းကြည့်ပေမဲ့လို့အရွန်ကတော့သူ့ကိုတရီထားမိပြီးလိုက်ဖမ်းပါရင်အမောင်ကတော့မော်တော်ဆိုင်ကနဲ့မိုင်ကိုလိုက်ဖမ်းခဲ့ပြီးတော့လမ်းမပေါ်မှာမတော်တဆတစ်ခုဖြစ်သွားစေခဲ့ပါ යි ။ကံကောင်းဆောင်နေမိုင်ဟာလည်းတန်ရမရပဲနဲ့ထွက်ပြေးနိုင်ခဲ့ပါ යි ဒီတော့တွင်မှာပဲပန်နီပါကာရဲ့သူ့ရဲ့ပင်ကိုရိုဘော့ကတော်တင်လို့ဖို့လို့ဆောင်နေပါပြီ။အလုပ်ပြီးသွားတဲ့အခါမှာပန်နီကပီတာကိုတောက်ကိုပေးပါပြီ။အဲဒီအချိန်မှာပဲမိုင်ပေါ်လာခဲ့ပြီးတော့သူ့ရဲ့ဦးလေးအရိုဟာပရိုဝဲလာဖြစ်ကြောင်းကိုဖော်ထုတ်ပါပြီ။ဒါပေမဲ့လို့မိုင်ဟာလည်းသူ့ရဲ့နောက်ကိုဒေါက်တာအော်တဘတ်နဲ့သူ့ရဲ့အကူအညီတွေလိုက်နေတာကိုသိသွားခဲ့ရပါပြီ။ဒေါက်တာအော်တဘတ်ကတော့တောက်ကိုခိုးဖို့စ조사ပေးမယ်။သူ့ရဲ့ကောင်းတွေကလည်းလည်းနဲ့ကိုမပေးပါဘူး။ဒါကြောင့်မလို့ကြီးမားတဲ့တိုက်ပွဲတစ်ခုဖြစ်ပေါ်ခဲ့ရတာပါ။မင်းနေငယ်ကြာသွားတဲ့အခါမှာပရိုဝဲလာပေါ်လာခဲ့ပြီးတော့ပီတာကလည်းသူ့ကိုတိုက်ခိုက်ဖို့စ조사ပေးမယ်။အိုလီဗီယာကတော့သူ့ကိုဖမ်းမိပါပြီ။မိုင်ကတော့သူ့ကိုရယူပြီးတော့သူ့ရဲ့ဦး းလေးကိုလိုက်ဖမ်းခံရပါတယ်။မိုင်ကတော့မိုးဘော့ကိုတက်ပြီးတော့ထွက်ပြေးဖို့ကြိုးစားပေမဲ့ဖမ်းမိခံရပြီးတော့တပ်ဖို့ပြင်နေတဲ့အချိန်မှာပဲသူ့ရဲ့မျက်နှာဖုံးကိုချွတ်ပြီးတော့သူ့ရဲ့ကိုယ်ပိုင်အလက္ခဏာကိုဖော်ထုတ်လိုက်ပါတယ်။သူ့ရဲ့တူကိုတွေ့ရတဲ့အခါမှာအေရွန်ကတော့အံအားတင်သွားခဲ့ပြီးတော့ချက်ချင်းလှုပ်ပေးလိုက်ပါတယ်။ ဒါပေမဲ့လို့ကင်းပင်ကတော့ဝေးကွာနေရကနေကိုချိန်ပြီးတော့သူ့ရဲ့မိကိုမနိုင်နိုင်တဲ့အတွက်သူ့ရဲ့လူတွေကိုပြစ်ခတ်ပါရင်မန်ကတော့သူ့ရဲ့ဦးလေးကိုချိန်ခဲ့ပြီးတော့အဲ့ဒီနေရာကနေကိုခေါ်ထွက်သွားခဲ့ပါရင်မန်ဟာလေးဒီနေရာအားလုံးကိုဖြစ်စေတဲ့အတွက်တောင်းမဲ့ခဲ့ပေမဲ့လို့အရွန်ကတော့သူ့တေကန်နီးမှာပဲတူတူဟာမန်ကနေလန်ကိုရှောက်နေတယ်လို့ပြောခဲ့ပြီးတော့သူ့ကိုဂုံယူကြောင်ပြောလိုက်ပါရင်ယုတ်တည်းရဲ့ Jeff ကတော့ကားနဲ့ကိုရရှိလာခဲ့ပြီးတော့မိုင်ကိုဖမ်းဖို့ကြိုးစားပါရင်မန်ကတော့သူ့ရဲ့မိမရတဲ့ဆောင်းအုပ်ကိုတုံးပြီးတော့ထွက်ပြေးသွားခဲ့ပါရင်သူရဲ့ညီတေဆုံသွားတာကိုတွေ့ရတဲ့အတွက်ကို Jeff ကလည်းဝမ်းနေပြီးတော့အဲ့ဒါကို Spider-Man အစ်ကလုပ်ခဲ့တယ်ဆိုပြီးတော့ယုံကြည်သွားခဲ့ပါတယ် မန်ဟာလဲသူ့ရဲ့ចောင်းတဲ့အိမ်ကိုပြန်သွားခဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းတွေကလိုက်လာပါ ಈ သူတို့အားလုံးဟာလဲချေရတဲ့သူတယောက်ကိုဆုံးရှုံးခဲ့ရဖို့တဲ့အတွက်မိုင်ကိုနှစ်သိမ့်ဖို့ကိုကြိုးစားကြပါ ಈ သူတို့အားလုံးစုဝေးနေကြတဲ့အချိန်မှာပဲမိုင်ရဲ့ခန်းပေါ်ကရောက်ရှိလာခဲ့ပြီးတော့သူ့ရဲ့ကောင်းတွေကိုမြင်သွားခဲ့ရပါ ಈ မိုင်ကတော့သူ့ရဲ့ခန်းပေါ်ကိုအိယာလေးကိုထည့်ပြီးတော့အိပ်ပျော်သွားရင်ဒါဟာအိမ်မက်ပဲဆိုပြီးတော့ယူဆဖို့ကိုမျှော်လင့်ပါ ಈ မိုင်ကိုစိတ်ပူရတဲ့အတွက်ကိုဖီတာကဆက်ကိုပိတ်ဖို့ဒီဆက်ကြဝရာမှာဆက်နေဖို့ကိုဆုံးဖြတ်ပါ ಈ သူတည်ရမယ်ဆိုတာကိုသိပေမဲ့လို့ Spider-Man ကမိုင်ဟာဆက်ကိုမဖြတ်ခင်မှာပဲပိုကြီးရဲ့ပြဿနာတွေဖြစ်လာနေတာကိုဆိုရင်ပါရင်ပီတာကတော့မိုင်ထိုင်ကုန်မှချီနောက်ပြီးတော့အဖွဲနဲ့တူတူကိုထွက်ခွာသွားပါရင်မိုင်ကတော့လွတ်ဖို့ကိုစူးစမ်းနေစမှာပဲသူ့ရဲ့ဖခင်ကလာလေပါရင်မိုင်ကတော့တကာမဖွင့်ပေမဲ့လို့ Jeff ကတော့သူ့ရဲ့သားကိုတင်းကျပ်လွန်းနေတဲ့အတွက်ကိုတောင်းပန်ပြီးတော့သူ့ရဲ့သားကိုချစ်ကြောင်းကိုပြောပါရင် Jeff တက်သွားတဲ့အခါမှာ Mike ကလည်းသူ့ရဲ့စွာရီကိုထိန်ချုပ်ဖို့အချိန်ရောက်ပြီလို့ဆုံးဖြတ်ပါပြီ။ Mike ဟာလည်းလွတ်မြောက်သွားခဲ့ပြီးတော့ Enemy ရဲ့တိမ်းထားတဲ့အခန်းကိုသွားကောသူ့ရဲ့တရေကောင်းဝတ်စုံကိုရွေးချယ်ပါပြီ။ပြီးတော့နောက်မှာတော့မျိုးရဲ့အမြင့်ဆုံးအဆောက်အကူတက်ပြီးတော့သူ့ရဲ့စွာရီကိုဘယ်လိုမျိုးထောက်သုံးရမလဲဆိုတာကိုလေ့ကျင့်ပါပြီ။ ဒီတော့တွင်မှာပဲသူ့ရဲ့တငယ်ချင်းတွေဟာကင်းပင်ကျင်းမာရဲ့ပွဲတစ်ခုကိုဖောက်ထွင်းဝင်ပြီးတော့၁၈ရက်တခွဲခန်းထဲကိုရောက်ဖို့ဇဝဲတို့ဖြစ်ကုန်မှဝင်ရောက်ပါတယ်။ဒါပေမဲ့လို့သူတို့ဆက်ကိုရှာတွေ့ရဲ့ချိန်မှာပဲဆက်ကပြန်ဖွင့်နေပြီးတော့နယူးယောက်စီးတီးတမြို့လုံးကအန်နီရဲ့ကြာရောက်နေပါတယ်။ပြိုလဲမှုတစ်ခုမဖြစ်အောင်လို့တာစီဖို့ပီတာကတော့ဆက်ကိုပိတ်ဖို့အမြန်သွားပါတယ်။ဒါပေမဲ့လို့အိုလီဗီယာကတော့သူ့ကိုတာစီဖို့ပြန်ပေါ်လာပါတယ်။စပိုင်ဒါမန်ကတည်ရောမဲ့ချိန်မှာပဲမိုင်းကတော့သူ့ကိုကယ်တင်ဖို့ရောက်လာခဲ့ပြီးတော့သူ့ရဲ့တငယ်ချင်းတွေကမိုင်းဟာသူ့ရဲ့စွမ်းအားတွေကိုထိန်းချုပ်တက်သွားပြီးဆိုတာကိုမြင်ရတဲ့အတွက်ကိုခုံယူကြပါတယ်။ ခင်မင်ကတော့သူ့ရဲ့စီစဉ်တွေအန်ဒီရဲ့ချားရောက်နေတာကိုသိသွားပြီးတော့သူ့ရဲ့ဝန်ထမ်းတွေကိုဆက်ရဲ့ပြင်းရကိုတိုးဖို့အမိန့်ပေးပါရင်ဒါကြောင့်မလို့မရင်မတွက်နိုင်တဲ့စက်ကြဝဠာတွေတစ်ခုနဲ့တစ်ခုကိုတိုက်မိလာခဲ့ပါရင်ဒီတော့တွင်းမှာပဲအဖွဲ့ဟာရန်သူတွေကိုရှောင်းနေအောင်ဆက်လက်တိုက်ခိုက်နေပြီးတော့ပန်နီဘာကာဟာအန်ဒီရဲ့ချားရောက်နေတာကိုမြင်ရတဲ့အခါမှာ ပီတာဘာဂါကတော့စကော်ပီယံကိုတိုက်ခတ်လိုက်ပါတယ်။သူဟာကြီးမားတဲ့ခေါလောင်းကြီးကိုတုံပြီးတော့စကော်ပီယံကိုတိုက်နှက်ပြီးတော့တချို့ကတော့နောက်ဆုံးရှုံးပေးဖို့ကိုကူညီပါတယ်။အခုဆိုရင်တော့အိုလီဗီယာတယောက်ထဲသာကြံခဲ့ပြီးတော့ဖီဒါစ်မိုင်းနဲ့ဂွန်တို့ကိုတိုက်ခိုက်ဖို့တယောက်ထဲရည်တည်နေပါတယ်။ဒါပေမဲ့လို့၃ယောက်ကတော့အိုလီဗီယာကိုရှုံးနေအောင်လို့ပြင်ဆင်နေတဲ့အချိန်မှာပဲအိုလီဗီယာဟာကာဒစီနဲ့ကိုတိုက်မိပြီးတော့တိုက်ပွဲကိုဆက်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ဒီချိန်မှာပဲမိုင်းဟာတည်ဆုံသွားတဲ့စပိုင်ဒါမန်စီကရရှိထားတဲ့တာဝန်ကိုပြီးမြောက်ဖို့အခွင့်အရေးကိုမြင်ပါတယ်။သူဟာလည်းဆက်ကိုပေးဖို့တော်ပါတယ်။ ။တရရဲ့ကောင်းနေသူတို့ရဲ့စကြဝဠာကိုပြန်ဖို့အချိန်နီလာခဲ့ပြီးတော့ပန်တွေကလည်းသူ့ရဲ့ report ဖြည့်ဆည်းခံရတဲ့အတွက်ကိုဝန်နေပါရီ။ဒါကြောင့်မလို့သူ့ရဲ့ပင့်ကိုတငယ်ချင်းတွေကိုကောက်ယူပြီးတော့မိုင်ကတော့ပောက်ကွဲမှုကိုဖွင့်လိုက်တဲ့အခါမှာသူတို့နှစ်ယောက်အိမ်ပြန်ဖို့ကိုထွက်ခွာသွားခဲ့ပါရီ။ပြီးတော့ရင်နောက်မှာတော့1933ခုနှစ်ကိုပြန်ဖို့တရှုပ်ရဲ့အလှည့်ကိုရောက်လာပါရီ။သူဟာလည်းသူ့ရဲ့ခေါင်းလောင်းကိုမိုင်ကိုလက်ဆောင်ပေးပြီးတော့ဖီတာဘာဂါကထွက်ခွာသွားခဲ့ပါရီ။ ဂွန်ကလည်းသူ့ရဲ့တငယ်ချင်းတွေကိုနှုတ်ဆက်ပြီးတော့ထွက်ခွာသွားခဲ့ပါပြီ။ဖီရာဘာကထွက်ခွာဖို့အလှည့်ရောက်တဲ့အခါမှာတော့ကင်းမင်ပေါ်လာခဲ့ပြီးတော့စပိုက်တာမန်ကသူ့ကိုတားဆီးဖို့သွားပါပြီ။မိုင်းစ်ကတော့ဆက်ကိုဖျက်ဆီးနေစမှာပဲကင်းမင်ကိုတားဆီးဖို့ဖီရာကိုဆက်သေးကိုထည့်ပြီးတော့နှုတ်ဆက်လိုက်ပါပြီ။ဖီရာကတော့မိုင်းရဲ့ကြီးထွားမှုကိုမြင်ရတဲ့အတွက်ကိုအရန်ကိုမှဂုဏ်ယူပါပြီ။အခုမိုင်းဟာလည်းကင်းမင်ကိုတယောက်တည်းကိုရှုံးနေအောင်လို့တိုက်ခိုက်ရမှာဖြစ်ပြီးတော့တိုက်ပွဲတွင်းမှာသူတို့နှစ်ယောက်ဟာယထာတစီတဲကိုရောက်သွားခဲ့ပါပြီ။ ကင်ဘင်ကတော့မိုင်စ်ကိုချင်းချင်းရိုက်ပြီးတော့သူ့ကိုတတ်ဖို့ပြင်နေတဲ့အချိန်မှာပဲကင်ဘင်ဟာသူ့ဇနီးနဲ့သားရဲ့တခြားသော fashion တွေကိုမြင်လာရပါပြီ။သူ့ရဲ့ခင်မုန်းဟာလည်းမကောင်းဆိုးဝါးတဲ့ကောင်ဖြစ်နေတာကိုမြင်ရတဲ့ Venetia ကထပ်ပြီးတော့ထွက်ပြေးသွားပါပြီ။ဒါကတော့ကင်ဘင်ကိုပို့ပြီးတော့ဒေါသထွက်စေခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ Jeff ကပေါ်လာခဲ့ပြီးတော့တိုက်ပွဲတစ်ခုလုံးကိုကြီးနေပါပြီ။ Spider-Man ကိုအကြက်ကန်ပြီးတော့မြင်ရတဲ့အခါမှာတော့ Jeff ကသူ့ကိုအားပေးဖို့အော်ဟစ်ပါပြီ။သူ့ရဲ့ဖခင်ကိုမြင်ရတဲ့အခါမှာမိုင်ဟာလည်းပို့ပြီးတော့ဆရာထက်တန်လာခဲ့ပြီးတော့သူ့ရဲ့ရှန်သူကိုစွားရီနဲ့ရိုက်နှက်ပြီးတော့ဆက်နဲ့ကိုတိုက်မိအောင်လိုလိုလိုက်ပါပြီ။ဆက်ပစ္စည်းသွားတဲ့အခါမှာတော့ဆက်နဲ့ဆက်ဆက်နေတဲ့အရာအလုံးဟာလည်းဆက်သေးကိုဆက်ယူသွားခဲ့ပြီးတော့ပောက်ကွဲမှုကြီးကဖြစ်ပေါ်သွားခဲ့ပါပြီ။ ။မိုင်ဟာလည်းသူ့ရဲ့တာဝန်ကိုပြီးမြောက်အောင်လို့လှုပ်ဆောင်ပြီးသွားတဲ့နောက်မှာသူ့ရဲ့ဖခင်ကိုဖုန်းဆက်ပြီးတော့သူ့ဦးလေးတင်ဆောင်သွားခဲ့တဲ့အတွက်ကိုတောင်းပန်ပါတယ်။ဒီရာရီအားလုံးဖြစ်ပြီးသွားတဲ့နောက်မှာတော့ဂျက်ဖာလည်းအရွန်ကိုတိုက်ခိုက်တာကစပိုင်ဒါမန်မဟုတ်ဘူးဆိုတာကိုသိသွားခဲ့ပြီးတော့သူ့ရဲ့ညီကိုတက်တဲ့သူကိုရှာဖို့ကိုဆုံးဖြတ်လိုက်ပါတယ်။ဖုန်းချပြီးသွားတဲ့နောက်မှာတော့မိုင်ဟာလည်းသူ့ရဲ့မနှဖုံးတက်ပြီးတော့သူ့အဖေနဲ့စကားပြောဖို့စပိုင်ဒါမန်ဖြစ်ကိုမှသွားလိုက်ပါတယ်။ ်မိုင်ကလည်းသူ့ရဲ့ဖေကိုပြစ်ဖက်ပြီးတော့ထထွားကန်နေမှာပဲရဲရွေရှာနေတဲ့တရခန်ကသူ့ရဲ့နောက်မှာရှိရဲဆိုတာကိုပြောလိုက်ပါ යි အဲဒီနေ့ကစပြီးတော့မိုင်ကလည်းအရင်ကတည်ဆုံသွားတဲ့နယူးယောက်မြို့ရဲ့သူ့ရဲ့ကောင်းဖီတာဘာကာရဲ့အမွေကိုဆက်ခံတဲ့အနေနဲ့နယူးယောက်မြို့ကိုစားလျှောက်တဲ့ Spider-Man အသစ်ဖြစ်လာခဲ့ပါတော့ရီဒီနေရာလေးမှာပဲကျွန်တော်ရဲ့တည်ဆုံမှုကလည်းပြီးဆုံးသွားခဲ့ရပါတယ်ခင်ဗျာအခုလိုမျိုး animation ဇာတ်ကားကောင်းတွေကိုစဉ်စားမပြတ်ကိုကြည့်ရှုနိုင်ဖို့ကျွန်တော်ရဲ့ Magic Minute Channel လေးကိုလည်း like နဲ့ subscribe လေးတွေလုပ်ထားပေးကြပါအောင်ခင်ဗျာ။ကြည့်တာဆိုရင်နောက်တစ်နေ့မှာဇာတ်ကားကောင်းတွေနဲ့တူပြန်လည်တွေ့ဆုံကြပါစို့လားခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်နော်။